ကျွန်တော်ကလေအရန်ချူကြတာကျမကလေးလေးကရာသီအကူပြောင်းတိုင်းနေမကောင်းဖြစ်တာဒီနေ့မှတော့သူများဖျားတိုင်းကိုမဖျားအောင်ဘလို့နေထိုင်မလဲဆိုတဲ့နီလန်းလေးကိုပြောပြပေးသွားပါမယ်ကျမကတော့မပွင့်ဖြစ်ဝင်ပါဇေဝပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါတယ်ရှင်ကျွန်တော်ကလေအရန်ချူကြတာခဏတိုင်းဖျားတာ ကျမကလေးလေးကရာသီအကူပြောင်းတိုင်းနေမကောင်းဖြစ်တာလှုပ်လှုပ်ရှိတိုင်းဖျားနေတာပဲဆိုတဲ့သူတွေနဲ့သူများဖျားတိုင်းကိုကမဖျားခြင်းဘူး ကျမကြီးတောင်းတောင်းမြည်ပဲဖြစ်ချင်တာဆိုတဲ့သူတွေအဆုံးထိသေချာလေးနားထောင်ပေးပါဖျားတယ်ဆိုတဲ့အဓိကအကြောင်းရင်းကတော့ဒီခန္ဓာကိုယ်ရဲ့ကိုဝင်ရောက်လာတဲ့ယောဂပိုးတွေကိုကိုခံအားကနေပြီးတော့တိုက်ခိုက်နေခြင်းဖြစ်ပါတယ်အဲ့လိုမျိုးတိုက်ခိုက်တုံ့ပြန်မှုကြောင့်မလို့ကိုအပူချိန်ကပုံမှန်ထက်ကိုမြင့်တက်လာခြင်းဖြစ်ပါတယ်တနည်းပြောရလို့ရှိရင်အပူချိန်တက်စီတဲ့အင်တာလူတင်ဓာတ်တွေကိုထုတ်ပြီးတော့အဲ့ဒီယောဂပိုးတွေကိုတတ်ဖို့ရအတွက်စူးစမ်းနေခြင်းဖြစ်ပါတယ် အဲ့လိုအချိန်မှာကျမတို့သိထားမှာကကျမတို့ရဲ့ခန္ဓာကိုယ်ကအဲ့ယောဂပိုတွေကို တိုက်နေပြီးအနိုင်ရသွားအောင်ကျမတို့ကအားရှိတာတွေပို့ပြီးစားမယ်စေးတောက်တဲ့တောက်မယ်အားနေမသွားအောင်များများအနာယူလိုက်မယ်စေးတောက်တဲ့တောက်မယ်ဆိုတဲ့အခါမှာဥပမာဆိုရင်ဒီဒီကိုခြင်းလိုစေးမျိုးကိုပေါ့နော်ယောဂလက္ခဏာစားဖြစ်တာနဲ့တပြိုင်နက်တည်းအစာစားပြီးတောက်မယ်အဲ့လိုမျိုးကုညီပံပိုးပေးရမယ်ပေါ့နော်အခုပြောသွားတာကတော့ဖျားရခြင်းရဲ့အကြောင်းရင်းလေးတွေပဲဖြစ်ပါတယ် ယ်ခဏခဏမပြားအောင် သူများဖြားတိုင်းမပြားအောင်ဘယ်လိုမျိုးနေထိုင်ရမလဲဆိုတော့လွယ်ကူရိုးရှင်းတဲ့နေထိုင်မှုပုံစံ၅မျိုးကိုပြောပြပေးသွားပါမယ် ။နံပါတ်1အချက်ကတော့ကိုယ်ခံအားကောင်းစေတဲ့ဗိုက်တာမင်စီနဲ့ဇင်ကျွေဝတဲ့အသီးနှံတွေအသီးအရွက်တွေကို နေ့စဉ်ပါအောင် စားပေးရပါမယ်။အလွယ်ကူဆုံးဥပမာပြောရရင်တမရသီးတို့ကျက်သုံးမျိုးတို့နှံနှံပင်တို့ပေါ့နော်။အဲဒီကနေပြီးတော့လေကိုယ်ခံအားကောင်းစေဖို့ရအတွက်ကျမတို့ကိုအကူအညီရရှိစေနိုင်ပါတယ်။နံပါတ်2အချက်ကတော့ ပိုက်ဆံငွေကြေးကုန်ကြမှုလည်းမများဘူးအလုပ်လည်းမရှုပ်တဲ့အထီးရောက်ဆုံးနီလမ်းပဲဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုရင်ရေများများတောက်ပေးဖို့လိုပါတယ်တတိယတိုင်းကိုတောက်ပေးရပါမယ်အနည်းဆုံးတစ်ရက်မှာရေ၈ခွက်တောက်ပေးသင့်ပါတယ်နံပါတ် 3အချက်ကတော့လေ့ကျင့်ခန်းလုပ်ပါလေ့ကျင့်ခန်းလုပ်ပါလို့ပြောလိုက်လို့ရှိရင်ဂျင်သွားရမယ်အာခစားလုပ်ရမယ်ဆိုပြီးတော့အစပဲပြုတ်ပြီးတော့မရောက်ဖြစ်တော့တဲ့ကာလတွေရည်တက်ကြပါတယ်လေ့ကျင့်ခန်းလုပ်တာဟုတ်လေငွေကြေးကုန်ကျမှုမရှိတဲ့အကောင်းဆုံးနည်းလမ်းကတော့လမ်းလျှောက်ပေးခြင်းပဲဖြစ်ပါတယ်အာခစားတစ်ခုခုကိုလုပ်တာဂျင်ပုံမှန်သွားတာမျိုးလုပ်လို့ရတယ်လို့ပေါ့နော်ပုံမှန်လေးလမ်းလျှောက်ပေးတာစတဲ့ကိုနေတင့်တော်တဲ့လှုပ်ရှားမှုတစ်ခုခုကိုလုပ်တာကလေကိုယ့်ရဲ့ကိုခံအားကိုမြင့် ြစ်တင်ပေးပြီးတော့ဖြားနာမှုကိုကာကွယ်ပေးနိုင်ပါတယ် နံပါတ်၄အချက်ကလည်းလူတိုင်းလုံနိုင်တဲ့အရာပဲဖြစ်ပါတယ်။ဘာလဲဆိုလို့ရှိရင်လက်ကိုသေချာစွာစေးကြောပေးခြင်းပဲဖြစ်ပါတယ်။လက်စေးရပဲပါခက်တာမှတ်လို့ပြောနေရသေးတယ်လို့တွေးစရာအကြောင်းရှိပါတယ်။လက်စေးခြင်းကယောဂပိုးမွားကုသမှုကနေပြီးတော့ကာကွယ်ပေးနိုင်တယ်လို့ဖြားနာခြင်းနဲ့ဝမ်းပြက်ဝမ်းလျှော်ကုသခြင်းကိုလည်းရောကြစေနိုင်ပါတယ်။အစားအစာမကင်တွယ်မီနဲ့ကင်တွယ်ပြီးအချိန် အိမ်သာမှထွက်လာတဲ့အချိန် public area လူအများနဲ့ပေါ့နော်ထိတွေ့ကင်တွေ့မှုများတဲ့အရာတွေကိုကင်တွေ့ပြီးချိန်နဲ့နှာစည်းချောင်းဆိုးအဲ့လိုအချိန်မျိုးတွေမှာဆိုလို့ရှိရင်လက်ကို မဖြစ်မနေစက်ပြာနဲ့စေကြောဖို့ရမမေ့ပါနဲ့နံပါတ်5အချက်ကတော့အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးပါ ဒါမှမဟုတ်တရားထိုင်ပေးပါအဲ့လိုမျိုး ပြုတ်လုပေးခြင်းက stress ကိုရော့ချစေရုံကဘူးကိုခံစွမ်းအားကိုလည်းမြင့်တက်စေနိုင်ပါတယ်ဖြာနာမှုကိုလည်းလျှော့နည်းလာစေပါတယ်အခုပြောသွားတာကတော့ငွေမကုံရပဲနဲ့သူများပြားတိုင်းမပြားအောင်ပြုတ်မှုနေထိုင်သည့် 5ခုပဲဖြစ်ပါတယ်တကယ်လို့ဖျားခဲ့တယ်ဆိုလို့ရှိရင်လည်းမြ мян တက်တာဖို့ပေါ့နော်အခုပြောတဲ့5ချက်ကအကူအညီပေးနိုင်ပါတယ်ဖျားခဲ့မယ်ဆိုလို့ရှိရင်တွေ့ရဆေးတွေကိုတောက်တာထက်စာရင်ပါရာစီတမောနဲ့အန်တီဟစ်စတမင်းပါအောင်တောက်ပေးဖို့ရလိုအပ်ပါတယ်ဒီကိုချင်းဆိုလို့ရှိရင်လည်းအဲ့နှမျိုးလုံးပါတော့ကြတော့တင်တော်ပါတယ်ဒီကိုချင်းတောက်တယ်ဆိုလို့ရှိရင်တခြားပါရာစီတမောတခြားအဖျားပြောက်ဆေးတွေတွဲပြီးတော့တောက်เสียရမလိုအပ်ဘူးဆိုတာလေးကိုတော့ ှာခြင်းပါတယ်။ကဲဒီလောက်ဆိုလို့ရှိရင်တော့သူများဖျားတိုင်းကိုမဖျားအောင်ဘယ်လိုမျိုးလေးနေတိုင်းပြုမှုရမယ်ဆိုတာလေးကိုသိသွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုပန်ဝင်းညင်ကသူတွေကိုလည်းပြန်လည်ဝင်ပြဖို့ရအတွက်ဒီပို့စေးကိုရှယ်ပေးဖို့ရတောင်းဆိုခြင်းပါတယ်။အားလုံးပဲစမ်းမရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်။